ဝိနည်းအကြောင်းမပြောရဘူးတဲ့အာဝိနည်းအကြောင်းမပြောကြနဲ့တဲ့အဲ့ဇာကဥစဉ်ကတဆင်ကြတာဥစဉ်အနေနဲ့ကတော့တော်တော်ကိုသဘောမကျအောင်စိတ်လည်းမကောင်းဘူးနော်ဘုရားရှင်ရဲ့အလိုရှေ့ရှေ့ယဟန္တာအရှင်မြတ်တရားလိုထာဂရဆရာတော်တို့ရဲ့အလိုနဲ့လုံးဝဆန့်ကျင်တဲ့ဇာကပဲဝိနည်းအကြောင်းဘာလို့မပြောကောင်းရမှာလဲပြောဖို့ပြောရမယ်ဝိနည်းစရာအမှန်က ဝိနည်းကိုပြောတင်ကြောင်းအကြောင်းအရာထောက်ထားတရကတွေစာမှာအများကြီးရှိတယ်တကယ်တော့မြတ်စွာဘုရားကိုတော်တိုင်းနေပြန်လဲဘုရားလက်ထက်ကရှင်သာရိပုတ္တရာရှင်မောဂလန်တို့ကိုဦးဆောင်ပြီးတော့ဝိနည်းအကြောင်းဒါပြောဖို့ရာပြုလုပ်ခဲ့တည်တာပဲဥစဉ်တော်ကုလတို့ကတိတ်ခါပုံမှာအတ္တစီပုဏ္ဏပတုကယဟန်တရားဂိတာဂတိဇဏပုံမှာ တခါတဲ့လက်လာဘကိုရှေ့ရှုပြီးတော့ဘုရားဟောတဲ့အတိုင်းမကျင့်သုံးကြမနဲ့ဝဏ္ဏီကလည်းဖောက်ပြန်းပြီးတော့သူတို့ဘာတွေလုပ်ကြအောင်ဆိုတော့ကလေးတွေကိုကလေးလိုချော့မြူပေါင်းတင် ကလေးချော့ကလေးထိန်မုံနေပါတွေပေးကလေးတွေနဲ့အတူဆော့လူကြီးဆိုရင်လည်းကတဲ့လူကြီးတွေကနဗန်းသက်လဝေခတ်တချင်းဆိုကကြခုံကြတောက်ကြစားကြအမျိုးသမီးတွေလိုက်ဟိုဟာလက်ဆောင်ပေးတရားလက်ဆောင်ပေးလူတွေကအเจ้าကိုလာရင်လာမလာရင်ရွာတဲ့ကိုသူတို့ကိုယ်တိုင်သွား လူနေနေသွားရှောက်နေစည်းယုံအဲ့ဒီလိုလက်လာပါရှေးရှုပြီးဒါရကမယာကြီးလက်လာပါယာကြီးအတွက်လူအတိုင်းအဝိုင်းများကြီးအတွက်ရည်ရွယ်ပြီးတော့ဘုရားရှင်ရဲ့အဆုံးအမကနေဆန့်ကျင်ပြီးဖောက်ဖောက်ပြန်ပြန်ကျင့်နေကြအဲ့ဒါကိုပဲဒါရမတွေကလည်းဝိနည်းကိုမသိတဲ့အခါကျတော့မလုပ်ကြတော့ဘူးသူတို့ကလည်းအဲ့ဒါအမှန်ထင်ပြီးတော့လိုက်ပြီးအားပေးနေကြအာအတိတ်သဘောကောင်းတာပဲ ငါတို့အကျိုးစီးပွားဆောင်ရွက်ထားပဲတို့အသိကူညီတာပဲကြောင်းတိုင်းအသိဖော်ရွေတာပဲခွန်ကြီးကပရိယပရိပတ်သင်ချင်းကျင့်ချင်းဆိုတာကိုယ့်အလုပ်ကိုမလုပ်ခဲနဲ့ဓမ္မတွေအောက်ကိုအောက်ကျုပ်ပြီးတော့ဓမ္မတွေနဲ့ခင်အောင်မယောင်ပေါင်းပြီးတော့လူမှုကိစ္စတွေလိုက်လုပ်ဒီလိုလူကိစ္စတွေလိုက်လုပ်နေတာကိုအမှန်ထင်ပြီးတော့ယုံကြည်အားကိုးနေကြဒါဝိနည်းတိဟောင်းနဲ့မညီဘူးဘုရားရှင်ရဲ့တရားတော်နဲ့မညီဘူးဆိုတာသူတို့လုံးဝမသိကြတာ ဒီနေ့ဝိနည်းတရားတော်နဲ့အညီအရှင်သူမြတ်တပတ်အဲ့ဒီရွာကိုဆုံးခံဝင်လာတော့သင်္ကားယုံတာကိုကောင်းကောင်းမမြင်ဘူးတဲ့အဲ့ဒီဓမ္မတွေဒကာတွေကဘာတော့ဆိုတော့ဘာလဲဒီကိုယ်တော်ကသင်္ကန်းကြီးယုံပြီးတော့မျက်မှောင်ကြီးကုတ်ပြီးတော့မလီစိတ်ဆိုးနေတယ်လို့ပဲသူကြည့်ရတာကဖြစ်ပြောင်းပြန်ဖြစ်သွားတကယ်တန်ခါအစစ်အမှန်ဝိနည်းနဲ့အညီနေတဲ့တန်ခါအစစ်အမှန်ကိုမကြည်ညိုတတ်တော့သုပ္ပတိပန္နာဥသုပ္ပတိပန္နာခုံရှိတဲ့တန်ခါတွေကိုမကြည်ညိုတတ်တော့ အဲ့ဒီအတ္တသီပုဏ္ဏဘတုကယဟန်တွေဝိနိပြယဟန်တွေကိုဒါပြင်ညိုကြတဲ့အတွက်ကြောင့်မလို့ပြင်ညိုတာမဟုတ်ဘူးဒါခင်တယ်လို့ခေါ်တယ်။ဒါမျိုးကကုသိုလ်မများဘူးသာသနာအတွက်အကျိုးမများဘူးသာသနာကွယ်ချောင်းပဲ။ရှင်ကောင်းရဟန်းကောင်းတွေမပြင်ညိုတတ်တော့ဘူးမကိုးကွယ်တတ်တော့ဘူး။အဲ့ဒါကြတော့ရှင်ကောင်းရဟန်းကောင်းတွေရဲ့ဘုရားရှင်အဆုံးအမအစစ်မှန်တွေကိုသူတို့မကြားရမနာရမကြားရမနာရတဲ့အခါကျတော့ဘုရားရှင်ရဲ့အဆုံးအမအစစ်မှန်တွေအဲ့အရှင်မြတ်တွေနဲ့အတူပျောက်ကွယ်သွားတာ။ မကောင်းတဲ့ပုံကိုယ်တရားတော်ဓမ္မတရားအပိထောက်ပံ့မှုကိုရပြီးအားကောင်းလာပြီးတော့သူတို့ထင်တိုင်းသာသနာတော်ကိုစိတ်တိုင်းကြဖြတ်စည်းကြအဓိကဘာတော့ဆိုတော့လူတွေဝင်းနေမသိလို့ဒါနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်တို့ကိုလှော့ပြီးတော့ဒါသံဃာတွေအများကြီးခေါ်ပြီးလှော့ရတယ်တစ်ပါးနှစ်ပါးဆိုရင်ဒါမရဘူးအဲ့ဒီစီတုတ်တိလာပုံကိုယ်တရားကြံတန်းတယ်သူတို့လက်လာပါကိစ္စနဲ့ပတ်သက်အရှင်ကောင်းတွေကိုဆဲဖို့လည်းဝန်မလေးဘူးဒါဆဲလို့ရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်တို့ဆုံးမတာကိုဆဲလို့ဒီတိခါဘုရားဖြစ်လာတာ အဲ့ဒါအရှင်မြတ်တွေသွားပြီးအဲ့ဒီယွာဓာရကမတွေလူတွေကိုတစ်ခါတော့ဝီနီအကြောင်းတွေဟောလူတွေဝီနီနားလည်ပြီးဆိုမှအဲ့ကိုတော်တွေကိုကြောင်းတိုက်တွေကနှင်ထုတ်ဒီတိုင်းမထွက်ဘူးမထွက်လို့နှင်ထုတ်ရနှင်ထုတ်ပြီးတော့တန်ဃာတွေကိုပြန်တောင်းပန်ဝန်ချပြီးကိုယ့်အပြစ်ကိုသီးခံပြီးတော့ကောင်းမွန်မွန်ကျင့်လာမှာပေါ့တန်ဃာတွေကိုပြန်ဆဲသေးတယ်ဒါမှမဟုတ်ဓာရကမတွေကဝီနီအကြောင်းသိသွားပြီဆိုတော့သူတို့အားပေးမလို့မရှိတော့အဲ့ဒါဖျားရှင်လက်ထက်ကလက်စွာဘုရားကလွတ်လိုက်တာဆိုတော့ဓာရမတွေကဒီတန်ဃာတွေကိုရှင်သာရိပုတ္တရာတို့အရှင်မောဂလန်တို့ကိုကြီးညိုသွားလို့ အမဝိနည်းရနဲ့အညီကျင့်သုံးနေတဲ့တန်ခါအစစ်မှန်တွေကိုကြီးညိုတတ်သွားအမြင်မှန်တွေရသွားဝိနည်းကိုနားလည်သွားတဲ့အခါကျတော့သူတို့အားပေးမဲ့ပုံပုံမရှိတော့အိမ်ကောပပျောက်ပြီးတော့သွားတာဗောဒါဘုရားလက်ထက်ကအကြောင်းဒါကိုကြည်ချင်းအပြင်လဲဝိနည်းလူတွေကိုမပြောတင်ဘူးဆိုတာလုံးလုံးမှမဟုတ်ဘူးဘုရားအလုံးနဲ့ဆန့်ကျင်တယ်နောက်တစ်ခုဒုတိယတန်ခါရနာခက်မှာဒီလိုပဲပေါ်သလာတိုင်းဟာဝိဇိပုဒ္ဒကယဟန်နေဟာဘုရားဝိနည်းတရားတော်ကနေဆန့်ကျင်ပြီးအာရမဝတ္ထု၁၀ပါးဆိုပြီးသူတို့ စိတ်ထဲလိုရာဆွဲပြီးတော့လိုက်နာကျင့်သုံးနေကြအဲ့ဒါတွေကိုတခါတည်းကြားတော့အရှင်ရတ္တလို့ခေါ်တဲ့ရဟန္တာအရှင်မြတ်ကြီးကအရှင်တို့ဒီလိုမလုပ်ကြနဲ့ဒီလိုမလုပ်ကြနဲ့လိုက်ပြောတယ်မရမရဓမ္မတွေပြောဓမ္မတွေလက်မခံလက်မခံတော့ပရိဒါရဏိယခံပြတယ်ကိုရောကြီးဓမ္မတွေတရားတရားပြအောင်လုပ်လိုက်တယ်သွားတောင်းမှန်ရမယ်တော့သွားပြီးတောင်းမှန်တယ်သူဘယ်လိုတောင်းမှန်သလဲဆိုတော့ဒကာကြီးဒကာမကြီးတို့ဦးစင်ကလေ ဒဂမကြီးတို့ကိုဒီလိုဝဏ္ဏတရားတော်နဲ့အညီပြောဆိုမိပြီးတော့တရားတရားဖြတ်မိပါတယ်ဒီလိုဝဏ္ဏတရားတော်နဲ့အညီပြောပြီးတော့သင်တို့ရဲ့တရားတရားကို ဖြတ်မိပါတယ်ဆိုလိုက်ပြောလိုက်တာကဲရဟနာရှင်မြတ်ကြီးဝဏ္ဏအကြောင်းလိုက်ပြောတာကိုကြည့်လေဝဏ္ဏမပြောကောင်းဘူးလေလားလူတွေကိုမှန်လားရှင်တော်အဲ့ဒါကမှန်မှုနော်အဲ့ဒါနဲ့အဲ့ကိုယ်တော်တွေကသူတို့အဆက်ခွဲခဲ့တယ်လူတွေနဲ့သူတို့ကြောင့်အကျဉ်းချုပ်ပြအောင်လုပ်ခဲ့တယ်ဆိုပြီးတော့ โอเคပဏိယကံပြုတ်မယ်လို့တော့အဲရဟန္တာရှင်မြတ်ကြီးကစာတခုမှအဲရဟန္တာရှင်မြတ်ကြီးကိုဝိုင်းရိုက်မလို့တဲ့အဲ့ဒါနဲ့အဲရဟန္တာရှင်မြတ်ကြီးကတကိုးနဲ့ပြန်ကြောက်သွားပြီသူ့လိုပဲရဟန္တာရှင်မြတ်တွေသူတော်ကောင်းတွေကိုလိုက်ပင့်ပြီးအပန်း900စုပြီးတော့ဝေသာလိပြည်ဝစီတိုင်ကိုလာတဲ့အခါအာရမအများကဒီရှင်ပြတ်ရဟန်းပြတ်တွေကိုဝင်းနီးနားမလဲတဲ့အခါကျတော့မသိနားမလဲတဲ့ဓမ္မတွေကဝင်းနီးကိုမတက်မသိနားမလဲတဲ့ဓမ္မတွေကများတော့ဘယင်းနဲ့တကွာတိုင်းပြည်သားတွေကအားပေးနေကြတယ်ယုံကြည်နေကြတယ်သူတို့စကားအဲ့လိုယုံကြည်လက်ခံတဲ့အခါကျတော့ရှင်ဘယင်းအကူကြီးနဲ့ဒီ သာသနာပြုဖို့ကြွလာတဲ့အရှင်မြတ်တွေကိုစစ်တပ်နဲ့ဖမ်းဆီးတပ်ဖြတ်ဖို့တောင်းသူတို့ကြိုးစားခဲ့ကြသေးတယ်။နောက်ပိုင်းမှာမြန်မာရပြီးတော့အဲရဟန္တာရှင်တွေကိုတိုင်းပြည်ကိုပင့်ပြီးတော့တခါတော့သင်္ဃာယနာတွေပါတယ်တင်းပြီးတော့သာသနာတွေကိုပြန်ပြီးတော့ပြုတ်ခဲ့ကြတယ်။ gain ဝင်းနီးမပြောကောင်းဘူးလား။ဒီသင်္ဃာယနာကိစ္စမှာဝင်းနီးနဲ့ပတ်သက်တဲ့သင်္ဃာယနာပဲဒီသင်္ဃာယနာကလည်းတရိယာသင်္ဃာယနာခေလာဒီတိုင်းမှာအဘောက်ကမင်းကြီးလက်ထက်ဝင်းနီးနဲ့အညီရှင်ရဟန်းပြုတ်ပြီးတော့ မဝဏ္ဏရနိုင်ရင်ကျင့်သုံးနေထိုင်တာမဟုတ်ဘဲနဲ့ကိုယ့်အကူသင်္ကန်းကောက်ဝဲပြီးတော့ထင်ရတယ်လောက်ကြတဲ့ကိုတော်တွေများလာတော့တန်ခါပေါ်မှာဥပုပ်ကံနေပဝရဏကံနေပြတ်တောက်သွားလို့ဒါဟုတ်အာတော့ကမင်းကြီးကလည်းမသိချင်ဘူး။ရဟန်းတန်ခါတွေခါတယ်မညင်မညွတ်ဖြစ်ကုန်တယ်အရှင်ကောင်းအရှင်သာတွေစိတ်ဆင်းရဲကုန်ရတယ်။ဒါနဲ့အဲ့ဒီအကြောင်းအကြောင်းတန်ခါညင်ညွတ်အောင်ဆိုပြီးအာတော့ကမင်းကြီးအမတ်တယောက်ခိုင်းတယ်အမတ်တယောက်ကနားမလဲတော့အိုးဝင်းနည်းနဲ့မညင်တဲ့ပုံကိုယ်တွေအလိုက်ထက်လက်လာပါရှာရည်တော့ဝင်လာတဲ့ပုံကိုယ်တွေကြတော့ခါတယ်သူကမတက်ဖက်နဲ့ ဘုရားရှင်အဆုံးမတိုင်းဖြောင်းဖြောင်းတန်းတန်းကျင်လုံးနေတိုင်းလည်းအရှင်ကောင်းဆင်မြတ်တို့ခေါင်းဆက်တတ်မိပါအဲ့ဒါနဲ့အဲ့ပြဒနာကြီးပေါ်လာတော့အတော်ကမင်းကြီးကိုဓမ္မဝိနည်းကိုကျွမ်းကျင်နားလဲအောင်ရှင်မောင်လေးကပုဒ္ဒါဒိတ်တာမထေရသင်ပေးပြီးတော့အဲ့ကိုတော်တွေကိုလို့လဲပြရတယ်အဲ့အတူရောင်းနေရှင်တို့ယဟန်တို့ဝိနည်းနဲ့အညီရှင်ယဟန်ပြုတ်မလာတဲ့ပုံကိုယ်တွေဒါရဟဒါရမဒါလို့ဘာလို့သူတို့ဒီလိုဖြစ်လာအောင်လဲဒါရမတွေကအစစ်အမှန်နဲ့အတူရောင်းမခွဲတတ်လို့ယဟန်တွေကဝိနည်းနဲ့အညီဖြစ်နေတဲ့ရှင်ကောင်းယဟန်ကောင်းတွေလားဝိနည်းတရားတော်ကလည်းဖောက်ပြန်ပြီးတော့ ဓမ္မဝိနည်းနဲ့စကြင်မြင်သူတို့လောက်ချင်ရတယ်လောက်နေတယ်ကိုတော်တွေလားဆိုတာမသိဘူးမသိတော့အမားကိုအားပေးမိအမားကိုအားပေးမိတဲ့အတွက်ကြောင့်ဒီလိုဖြစ်ကြရတယ်ဒါကဘလောက်အန္တရာယ်ကြီးတယ်လို့ဆိုလို့ချင်းသာသနာကွယ်ချောင်းအင်မတန်အန္တရာယ်ကြီးတယ်ဒါကအဲ့လိုပုံကိုယ်တွေကိုဓမ္မတွေကဝိနည်းနာမတွေတော့အားပေးရောအားပေးတော့သူတို့ကတခါတည်းအရှင်ကောင်းရဟန်းကောင်းတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ပြီးတော့မနေနိုင်မထိုင်နိုင်အောင်ကောင်းကောင်းသာသနာမပြုတ်နိုင်အောင်နေရာတကာပွဲလမ်းတွေမှာစလူရှိသူရှိလူွယ်သူွယ်ဘယ်နေရာမဆိုညနာမရအောင် နှိမ်ချိုးချိုးဖဲ့ပြီးတော့အဲ့ဒါသူတို့ကဖိနှိပ်ကြတဲ့အတွက်ကြောင့်အရှင်ကောင်းရဟန်းကောင်းတွေတဖြည်းဖြည်းနဲ့တချို့လူထွက်ခြင်းထွက်မဲ့တရားတရားတွေပြတ်ပြီးတော့သူစိတ်ဓာတ်တွေကျပြီးတော့တချို့လည်းပဲလားအရက်တပါးကိုပြောင်းရွှေ့ရင်ရွှေ့သွားလိမ့်မယ်အဲ့အရှင်ကောင်းအရှင်ကြီးတွေဒါရမတွေနဲ့တဖြည်းတဖြည်းဝေးသွားပြီဒါရမတွေလည်းဝင်းကြီးတို့ကောင်းတရားတွေကိုမသိတော့တဲ့အတွက်ကြောင့်မလို့တဖြည်းတဖြည်းနဲ့ဘုရားရှင်ရဲ့အဆုံးအမအစ်စ်မှန်သာသနာတော်မှာပဲအရှင်ကောင်းအရှင်ကြီးတွေနဲ့တို့ကွယ်သွားနိုင်တယ်ဒါမှမဟုတ်ရှေးသကရာဆရာတော်ဆရာကြီးတဲ့ရှေးရဟန္တာရှင်ကြီးတွေက ဝဏီအထိတေသာသနာတိတေဝဏီဒီမသာသနာတိမေဝဏီကွယ်ရင်သာသနာကွယ်မယ်လို့မဲ့တော်မူခဲ့ကြဆင်ဖြစ်ပါတယ်။ဒါရီဆရာတော်ဘုရားကြီးကလည်းလူတွေဘာလို့ဝဏီမပြောကောင်းအောင်မလဲတဲ့။လူတွေဝဏီနားမလဲလို့ဆင်သူတို့နဲ့နိစ္စရာသူတို့ဆရာသူတို့အမျိုးတွေရဲ့ရှင်ပြရဟန်းပြတရားစကားကိုနားဝင်ပြီးတော့သာသနာပြုရဟန္တာပုဂ္ဂိုလ်အပါတထောင်ကြွလာ၍သာသနာပြုတော်လည်းပဲအကျိုးရှိမည်မဟုတ်ဆိုပြီးလေဒီဆရာတော်ဘုရားကြီးရဲ့စကားလည်းပဲရှိပါတယ်နော်အဲ့တော့ဝိနည်းဟာရဟန္တာဆင်ရတရားအလိုမြတ်စွာဘုရားရဲ့အလို ခြေသူတော်ဆရာတော်ကြီးတွေအလို့ဆိုဝီနီဘာလို့လူမပြောကောင်းရမတော်ဝီနီပြောကောင်းတာပေါ့များများအတိလေတောင်ပါတောင်ကောင်းသေးဗျာ